အားသာချစ်သူပေးသမ ्या အားလုံးမင်္ဂလာပါဆုတောင်းလို့မလို့ကျေးဇူးပါတယ်ဒီတစ်ပတ်ပရီးမီယာလိပွဲစဉ်17ရက်တော်တင်ဟော့စပါနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့တူတူနဲ့တည်ကြသွားတဲ့ပွဲစဉ်လေးရဲ့မန်နေဂျာနှုတ်နဲ့ကစားသမားတွေရဲ့တက်ကနီနဲ့ပွိုင်းတော်ဗျူးလေးကိုတင်ဆက်ပေးခြင်းပါတယ် Shoot! မန်ချက်စတာယူနိုက်တက်တင်ကတော့သူတို့ရဲ့ထုံးစံတိုင်း3421နဲ့ပဲပွဲထွက်ကစားလာပြီးတော့တော်တန်ဟော့စပါတင်ကတော့အရှိမလူချာရီစင်နဲ့ကိုလိုမူယာနဲ့အတွဲကိုပွဲထုတ်ပြီးတော့ဘရန်ဒန်ဂျွန်စင်နဲ့၄နှစ်၃တက်ပုံစံနဲ့ပွဲထွက်ကစားခဲ့တယ်။တော်တန်ဟော့စပါတင်ရဲ့အဝေးဝန်းပွဲစဉ်ဖြစ်တဲ့အတွက်မန်ချက်စတာယူနိုက်တက်တင်ကလည်းပွဲစဉ်ကိုထိမ်းပြီးတော့အမားဆောင်ကစားတဲ့ပုံစံနဲ့ပြင်ဆင်လာခဲ့တယ်။ကွင်းလေချင်းအားပြိုင်ခဲ့တယ်။ ဒါကြောင့်ပဲဒီနှစ်သိန်းရဲ့ပထမပိုင်းမှာမန်ချက်စတာယူနိုက်တက်အသင်းကပိုပြီးတော့တိတိတတ်တာအလုပ်ဖြစ်ခဲ့တယ်။ကွင်းလယ်ပိုင်းကိုစိုးမိုးနိုင်တယ်။ဒါပထမပိုင်းမှာဆိုရင်လည်းမန်ချက်စတာယူနိုက်တက်အသင်းပက်ထရစ်ဒိုကူ၊ဘရိုင်ဘူမိုရဲ့ဘယ်တောင်မှန်မန်ချက်စတာယူနိုက်တက်တိုက်စစ်ကိုအဓိကတိုက်စစ်ဆင် ပုံဖော်ပြီးတော့ဒါမန်ချက်စတာယူနိုက်တက်အသင်းကတော်တန်ဟော့စပါအသင်းရဲ့ဒီဘောက်စ်အေရီယာထဲမှာဆိုရင်ပထမပိုင်းမှာထိချက်၁၀ချိန်လောက်ရှိခဲ့ပြီးတော့ အိုင်မဂိုရဂိုရရှိခဲ့တယ်ဒေါ်တန်ဟော့စပါတော့မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဘောက်စ်ထဲမှာပထမပိုင်းကထိချင်းနှစ်ကြိမ်သာရှိခဲ့ပြီးတော့ဂိုးကန်သွင်းခွင်းနဲ့ဂိုးသမားလာမန်ကိုချိန်ချောင်းနိုင်တဲ့အပိုင်းကမရှိသလောက်ရှာပါခဲ့တယ်ရီချာလီစင်တို့ကိုလိုမူအာနီတို့ဘရန်နန်ဂျွန်စင်တို့ဒီလစ်မက်ဂွိုင်ယာလူရှော်တို့ဟာမာကင်ကက်ထိန်းချုပ်ကစားသွားတဲ့အတွက်လေသူတို့တိုက်စစ်မှာတကယ်ကိုထိရောက်တဲ့တေချာတဲ့ ဒိညာဖြစ်လောက်တဲ့အလုံးတွေမတွေ့ခဲ့ရဘူးဇာဘီစင်မောကလည်းကွင်းလယ်မှာနံပါတ်10ရောကနေဆော်ပြီးတော့စပါးသိန်းရဲ့တိုက်စစ်ကိုပုံဖော်ပေးမဲ့လေသူ့အနေနဲ့ဒီပရီးမီးယားလိမှာတော်တင်ဟော့စပါလို့အသင်းသစ်မှာကစားသမားတွေချင်းချင်းနားလည်မှုရှိဖို့လိုအပ်သေးတယ်တအူးချင်းစွန့်ရတော့ကောင်းတယ်ဒါပေမဲ့အသင်းနဲ့ချိန်ဆမှုတွေဂိုးဖန်နေပြီတွေမှာတယောက်တယောက်နားလည်မှုအားလိုအပ်ချက်တွေကိုရှိနေသေးတယ်တော်တင်ဟော့စပါမှာလည်းတွေ့ခဲ့ရတယ် ဲ့လိုနဲ့ပဲမန်ချက်စတာယူနိုက်တက်ကဖိကစားရင်းနဲ့အာမတ်ဒီယာလိုရဲ့ဖြတ်တင်ပွဲကနေဘရိုင်းဘူမိုကဒီတော်တန်ဟော့စပါသင်းရဲ့နောက်တန်းနေနှစ်ယောက်ကြားအနေမှာကောင်းတိုက်ကိုနေပဲဘုသမိုင်းညာဘက်တောင်းနေကိုတိုက်ထည့်ပြီးတော့မန်ချက်စတာယူနိုက်တက်ဦးဆောင်ကိုရရှိသွားတယ်ဘရိုင်းဘူမိုကအသင်းအတွက်အဝင်တဲ့ကစားသမားအသင်းအတွက်တကယ်အကျိုးပြုနေတဲ့ကစားသမားဖြစ်ပြီးတော့ဒုတိယပိုင်းပြန်ဆတဲ့အချိန်မှာတော့ ဒီ Thomas Frank နိစနစ်ပြောင်းလဲတွေပြုလုပ်ခဲ့တယ်လူစားလဲမှုတွေပြုလုပ်ခဲ့တယ်ဒါတို့တို့လူစားလဲလိုက်တဲ့လူငယ်ကစားသမားလေးဥဒိုဘတ်ဝင်လာတယ်ဒီကစားသမားလေးဝင်လာပြီးတော့အချိန်မှာမှုနှောင်းင်းနဲ့ခြေပါကိုကိုတော်တင်ဟော့စပါတင်ရရရှိခဲ့တယ်သူ့ရဲ့မှုနှောင်းပြီးခြာပေးလိုက်တဲ့ဘောကိုစပန်နေမှာဘယ်တော်မှန်းနေမန်ချက်စတာယူနိုက်တက်ဘောက်စ်တဲကိုဖြတ်တင်ပေးလိုက်တဲ့ဘောကိုမကင်ကတ်ထားတော်လဲပဲမာတီတေက ဘောလုံးထိမ့်ပြီးတော့တစ်ချက်လှည့်ပြီးတော့တစ်ဖက်ပတ်ပြီးတော့ပတ်ကန်လိုက်တဲ့ဘောကဒီလက်ကဖြတ်တယ်ဒါပေမဲ့သူ့ရဲ့ခြေောက်ကိုမှန်ပြီးတော့လမ်းကြောင်းပို့ပြီးတော့တောင်းထဲကိုဝင်ပြီးတော့လာမန်းလည်းဘာမှမတက်နိုင်ဘူးခြေပါကိုရရှိသွားတယ်ဒေါ်တင်ဟော့စပါယာနီစနစ်ကသူတို့ကဘောက်စ်ထဲကိုအတင်း present လုပ်ပြီးတော့ဖိဝင်လာတယ်တောင်းကန်ဘောတွေရတယ်အဲ့တောင်းကန်ဘောကနေဆက်ပြီးတည်းကနေမန်ချက်စတာယူနိုက်တက်ရဲ့ မာကင်နီလွဲသွားအောင်ဒီလစ်တို့မက်ဂွိုင်ယာတို့လူရှော်တို့အထိုင်ပြတ်သွားအောင်ပိုဇီရှင်တွေရွှေ့ပြီးတော့ကစားရင်းနဲ့တကယ်လည်းအလုပ်ဖြစ်ခဲ့တယ်အဲ့လို အထိုင်ပြတ်ပိုဇီရှင်တွေပြတ်သွားတဲ့အနေထားကနေဘောက်စ်ထဲကနေရှင်းထုတ်လိုက်တဲ့ဘောကိုဒီဘောက်စ်ထိတ်မှရှိနေတဲ့ဥဒိုဘက်ကအပြင်းကန်လိုက်တဲ့ဟာကိုရီချာလီစင်ကသူ့ရဲ့ခေါင်းနဲ့လမ်းကြောင်းပြောင်းတိုက်ထည့်ပြီးတော့ဂိုသမားလာမန်ရဲ့ညာဘက် တိုင်ဟိုအပြင်ဝင်ပြီးတော့အနိုင်ကိုရရှိသွားတယ်မန်ချက်စတာယူနိုက်တက်ကလည်းပြီးကန်နေ10မိနစ်လောက်ကိုဒီတော်တန်ဟော့စပိုင်ရဲ့သူတို့ကလည်းဒီ box area တွေဟိုဘောလုံးအချိန်ချင်းချတယ် cross ball တွေ long ball တွေ high ball တွေရာနေချပြီးတော့ပြားပေးနေဒီ down gun ball ကနေပဲမထင်ဖက်ဘဲနဲ့ Manchester United သင်ခြေပါကိုပြန်လဲရရှိခဲ့တယ်ပေါ့နော် down gun ball ကတော့ Bruno Fernandes က베ဂျန်ဘက်ကနေမြောက်ပြီးတော့ချပေးလိုက်တဲ့ဘောကို သေးသေးချာချာအပြင်းတိုက်ထည့်ပြီးတော့ဂိုသမားပုတ်ထုတ်တယ်ဒါပေမဲ့ကိုကကိုစည်းတဲ့ကြော်သွားတာဖြစ်တဲ့အတွက်ကိုပေးလိုက်ရပြီးတော့နောက်ဆုံးအချိန်ပိုကြမှာမန်ချက်စတာယူနိုက်တက်အသင်းရခြေပါကိုရပြီးတော့ဒီပွဲကိုမရှုံးအောင် ကစားသွားတယ်ဒါမန်ချက်စတာယူနိုက်တက်အသင်းခုနောက်ပိုင်းတိုးတက်လာတဲ့သူတို့ကစားသမားတွေရဲ့စိတ်တဲ့ကြံ့ခိုင်မှုရှိလာတယ်တိုးတက်လာတယ်အရင်ယာတီတွေကဆိုရင်မန်ချက်စတာယူနိုက်တက်အခုလိုအချိန်မျိုးမှာဆိုရင်တည်ရကြဖို့ဆိုတာမဖြစ်နိုင်တော့ဘူး ပို့ပြီးတော့တောင်သူကတိုက်စစ်ဖွင့်လိုက်တဲ့ချိန်ဂိုးပြက်ပြီးတော့ကစားသမားတွေစိတ်သက်ကြပြီးဂိုးပြက်ပြီးရှုံးခဲ့တဲ့ယာတီတွေရှေ့ယာတီမှာဖြစ်ခဲ့တယ်ဒီနေ့ရူဘင်အာမိုရင်ဒီနေ့ယာတီအစမှာတော့ဒီတောင်းကန်ဘောတွေဆက်ပြီးတည်းကနေဂိုးရနိုင်တဲ့အခွင့်အရေးတွေဂိုးရခဲ့တဲ့အချိန်ရေတွေလည်းမနှဲတော့ဘူးဒါမန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုးတက်လာတဲ့အပိုင်းတွေဖြစ်တယ်ပရီးမီးယားလိဂ်မှာဆိုရင်ဒုတိယဒီတောင်းကန်ဘောတွေဆက်ပြီးတည်းကနေ ဒုတိယဂိုးအများဆုံးရထားတဲ့အသင်းဖြစ်နေလဲရက်တည်နေတယ်။အဝေးကွင်းမှာနိုင်ပွဲမရပေမဲ့မရှုံးအောင်ကစားသွားနိုင်တဲ့ရူဘင်အာမွန်နဲ့မန်ချက်စတာယူနိုက်တက်အသင်းရဲ့နေ့စဉ်နဲ့နေ့ပြူဟာတွေဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ရောတော်တင်ဟော့စပါနဲ့မန်ချက်စတာယူနိုက်တက်ဘယ်အသင်းကအနိုင်ရွားသင့်တယ်မိတ်ဆွေတို့ရဲ့ထင်မြင်ချက်လေးတွေကိုကျွန်တော်ရဲ့ comment လေးမှာရေးပေးခဲ့ပါအောင်။အာကသာသတင်းနဲ့သုံးသက်ချက်တွေကိုအမြဲတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like subscribe ခေါင်းလောင်းလေးနှိပ်ပြီးအပိတ်ခဲ့ပါအောင်။ ဆုံးဖြတ်လိုက်ပါကျေးဇူးပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်